တန်ကိုရီးယားဆိုရရှိနေများကနိုဝင်ဘာလ10ရက်နေ့မှာတမရဟောင်းယွန်းစော့ယိုကိုဆွဲချက်သစ်များနဲ့ဆွဆွဲပစ်တင်ခဲ့ကြောင်း AFP သတင်းမှာဖော်ပြခဲ့ပါသည်။ယွန်းဟာစစ်အုပ်ချုပ်ရေးအမိန့်ကြေညာရင်၎င်းရဲ့အာထုတ်ကြိုးပမ်းမှုကိုပုံမှုခိုင်မာစေရန်အတွက်မြောက်ကိုရီးယားနိုင်ငံပေါ်သို့ဒရုန်းများဆေလွတ်ပြန့်တမ်းရန်အမိန့်ပေးခဲ့တယ်လို့အဆိုရရှိနေများကဆွဆွဲခဲ့ပြီးယွန်းအားရန်သူအားထောက်ပံ့ပေးမှုဆွဲချက်များနဲ့ထပ်မံဆွဆွဲပစ်တင်ခဲ့ခြင်းဖြစ်ပါသည်။ တောင်ကိုရီးယားရဲ့ drone များဟာဝါရားဖြန့်လက်ကမ်းစားဆောင်များကျေးချရန်အတွက်ပြုံရဲမျိုးတော်တို့ပြန်တန်းခဲ့တဲ့တပ်သေးထောက်ထားရှိကြောင်းမြောက်ကိုရီးယားကပြီးခဲ့တဲ့နှစ်မှာအတည်ပြုခဲ့ပေမဲ့လေတောင်ကိုရီးယားစစ်တပ်ကအဲ့ဒီအကြောင်းအရာကိုအတည်မပြုခဲ့ပါဘူးတောင်ကိုရီးယားဆိုရရှိနေများကယွန်းဟာစေအုပ်ချုပ်ရေးမိတ်ကြီးညာရန်အတွက်မြောက်ကိုရီးယားအားရန်စပြီးမြောက်ကိုရီးယားရဲ့တုတ်ပြဲမှုကိုတုံ့ချရန် drone များဆစ်လုခဲ့ခြင်းဟုတ်မဟုတ်ကိုအခုနှစ်အတွင်းအထူးစုံစမ်းစစ်ဆေးမှုတစ်ခုစတင်ပြုလုပ်ခဲ့ပါသည် အထူးရှိနေများဖွဲ့ဟာသမရဟောင်းအားအာနာလွဲသုံးမှုရန်သူအားအကျိုးရှိစေရန်လှုံ့ဆော်မှုဆွဲချက်များနေတရားဆွဲဆိုခဲ့ကြောင်းအစိုးရရှိနေတူဖြစ်တဲ့ပတ်ဂျီယောင်ကနိုဝင်ဘာလ10ရက်နေ့မှာသတင်းတောက်များကိုပြောကြားခဲ့ပါသည် ယွန်းနေအခြားသူများဟာစစ်အုပ်ချုပ်ရေးအမိန့်ကြေညာခွင့်ရရှိစေရန်အခြေအနေများကိုဖန်တီးရန်ပူးပေါင်းကြံစီခဲ့ကြောင်းအဲ့လိုလှုပ်ဆောင်ခြင်းဖြင့်ကိုရီးယားနိုင်ငံသားလက်နက်ကိုင်ထိတ်တိုက်တွေးမှုအန္တရာယ်ကို မြင့်တက်စေခဲ့ပြီးအမျိုးသားလုံခြုံရေးကိုထိခိုက်စေခဲ့ကြောင်းပတ်ကပြောကြားခဲ့ပါသည် ပြီးခဲ့တဲ့နှစ်အော်တိုဘာလကရွှွန်ရဲ့တံပြန်ထောက်လန်းရေးတက်မှုတအူးရေးသားခဲ့တဲ့မှတ်စုတစ်ခုမှာလက်ခံနိုင်လောက်တဲ့တက်သေးထောက်ထားတစ်ခုကိုတွေ့ရှိခဲ့ပြီးအဲ့ဒီမှတ်စုတွေမှာအခွင့်အရေးကိုအမိအရာတုံးချရင်ဒါမှမဟုတ်မတိငိမ့်တဲ့အခြေအနေတစ်ခုကို ဖန်တီးရန်ဆိုတဲ့စာသားများရေးသားထားတယ်လို့ဆိုပါတယ်။